ားလုံးပဲမင်္ဂလာပါရေဝရှမ်းဒီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်မတ်လ22ရက်နေ့ဒီကနေ့မှာတော့မင်းအောင်လှိုင်တဲ့သူ့ရဲ့မိမကျူကျူလိုက်အခေါ်မတို့မိသားစုခိုးထားတဲ့အမေရိကန်ဒေါ်လာတန်း940အကြောင်းကျွန်တင်ပြပေးမယ်ပြီးတော့ဒါနဲ့ဆက်ဆက်ပြီးတော့ဗမော်ကိုစစ်ကူသွားတယ် ကတာကအချမ်းမဖက်စစ်ခွေးတက်တစ်ခုလုံးတရင်တစ်ခုလုံးပျောက်သွားတဲ့အကြောင်းရင်းတွေကျွန်တော်ရဲ့မိဘတွေကြားရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တူကြည့်စီတိုင်းကိုတေးစားဖိတ်ခေါ်လိုက်ပါတယ်ဒီနေ့မှာတော့အရန်ကိုစိတ်ဝင်စားဖို့အကောင်းကောင်းတဲ့အချက်လက်တွေကိုကျွန်တော်တင်ပြပေးပါမယ်ပထမဦးစွာဒါရဲဘော်အယောက်900ဇာအတွက်ရိတ်ခကိုယ်တိုင်ကိုကြ ဒါပါဝင်ကုညီတဲ့ကျွန်တော်ရဲ့မိဘတွေဒီဗီဒီယိုဖိုင်လေးကိုကြည့်ပေးပါဒီဗီဒီယိုဖိုင်လေးကကျွန်တော်ရှင်းတန်းဆင်မနာပြင်နေရာအသီးသီးမှာတာဝန်ထမ်းဆောင်နေတဲ့ကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက်တဦးချင်းစီတိုင်း package 3မျိုးပါတယ်ကျွန်တော်တို့ဒါစသားမွားကျော်ပါတယ်ပြီးတော့အမဲသားမွားကျော်ဒရီမဟုတ်ကျွန်တော်တို့ဝသားမွားကျော်ပါတယ်ပြီးတော့လက်ဖက်အထုပ်တထုပ်ပါပါတယ်ကျွန်တော်တို့ package ကိုကျွန်တော်ရဲ့မိဘတွေ ကျွန်တော်တို့အကုန်လုံးပူပေါင်းထောက်ပံ့ပြီးတော့ပြပုတ်ခဲ့တဲ့ရိတ်ခါလေးပါဒီခါလေးကတော့လက်ရှိချိန်မှာ ရောက်တရားစာကျွန်တော်တို့ရှေ့တန်းကိုရောက်သွားပါပြီလိုအပ်တဲ့ရိတ်ခါအထွေကိုလည်းကျွန်တော်မိဘအတွေဝင်းရန်ကူညီမယ်လို့ပြောလင့်ပါတယ်ဟုတ်ကဲ့ပါဒီကနေ့မှာတော့ဒီဗမော်ကိုစစ်ကူပို့လိုက်တဲ့တရင်တစ်ခုလုံးဘာကြောင့်ပျောက်သွားရတာလဲ ီးတော့လက်ရှိအဲ့ဒီတယင်းကိုဥဆောင် ပြီးတော့သွားနေတဲ့သူတွေကဘသူတွေလဲနောက်ကွယ်ကအကြောင်းရင်းတွေကိုကျွန်တော်ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်အဲ့ဒီတိုက်ပွဲဖြစ်စဉ်ကိုကျွန်တော်တစ်ချက်ရင်ကြည့်ကြည့်ရမှာဖြစ်တယ်။အင်အား150လောက်ပါတဲ့အချမ်းဖတ်စစ်ခွေးစစ်ကြောင်းဥဆောင်တဲ့သူကဘုံမူလင်းထက် ချင်းမြတ်ရင်ခမရ1396339နဲ့ခလာရ6ပူပေါင်းတက်တို့ဖြစ်ပါတယ်ဆိုတော့အဲ့ဒီပူပေါင်းတက်တွေဟာကတာမြို့နေကကျွန်တော်တို့ပင်လွတ်ကျွာအနီးမှာပဲကတာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါကဖာပြီးတော့ဘုဒ္ဓတိုက်နယ်ပါကဖာပြီးတော့ရင်ကတာခရိုင်တရင်တက်နယ် KIA PDF ပူပေါင်းတက်ဖွဲ့ဝင်တွေ ရေတိုက်ခိုက်မှုကြားရဲမှပဲစစ်ကြောင်းတစ်ခုလုံးတက်ရင်တစ်ခုလုံးပြုတ်ပြုတ်ပြုံးသွားကြရတယ်ဟုတ်ပြီတိုက်ပွဲ အတွင်းမှာပဲတိုက်ပွဲအတွင်းမှာပဲရရှိထားတဲ့စစ်တုံမန်းတွေနဲ့တေဆုံးသွားတဲ့កောင်တွေရဲ့စရင်ကိုလည်းအရင်ဆုံးတင်ပြပေးပါမယ်ဟုတ်ကဲ့ပါအရာရှိပါဝင်33ဦးတေဆုံးသွားတဲ့10ဦးပြင်းထန်တဲ့ဒဏ်ရာရရှိသွားတဲ့31ဦးကတော့ အရှင်ဖမ်းမိတယ်။ကျန်တဲ့ကောင်တွေဟာကစင်ကလျာခွေးပြေးဝပြေးဖပြေးနေတဲ့ကြားမှာပဲကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရဲ့လိုက်လံခြေမုံတိုက်ခိုက်တဲ့ကြားမှာပဲထုံးစံအတိုင်းပေါ့ကျွန်တော်ရင်မိပါတယ်။မက်စီတော်ကိုက်ချိန်မရပဲ။ကိုတွင်းကိုတူးသွားကြရပါတယ်။ဟုတ်ပြီ။အဲ့ဒီတိုက်ပွဲမှာကျွန်တော်ရရှိခဲ့တဲ့လက်နဲ့စင်ရင်လေးကျွန်တော်ရင်မိပါတယ်။အရင်ဆုံးကြည့်ပြီး MA1 29လက် MA2 6လက် MA3 12လက် MA4 3လက်ပြီးတော့ MA7 တလက်နဲ့ဂျုံချမ်ပါတွေပြီးတော့အခြားသောလက်ရှိဂျမဖတ်စစ် ခွေးတက်သုံးနေတဲ့ဘုံသီးတွေပြီးတော့အခြားသောဆက်ဆက်ပစ္စည်းအမြောက်အများသိသိရမိခဲ့တာပါတရင်တရင်လုံးစကြောင်းတကြောင်းလုံးစာကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်ဟုတ်ပြီ ဒါဆိုရင်ဘာကြောင့်စကြောင်းတစ်ချောင်းလုံးပျောက်သွားရတာလဲကျွန်တော်တို့စဉ်းစားပြကြည့်အောင်ဒီစကြောင်းนี่ဟာကဘာအဆင့်နံပါတ်30ခုစရင်ဝင်ထားတဲ့စကြောင်းတွေအဲ့ဒီကဘာအဆင့်30ခုဘလို့ချိတ်ခဲ့တာလဲဘာကြောင့်ကဘာအဆင့်30ခုချိတ်နေတာလဲ ျွန်တော်မိပါလေစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ရဲ့ရဲဘော်ရဲဘက်ညီကိုတို့ဟုတ်ပြီဒါရီဟာမင်းအောင်လှိုင်တဲ့သူရဲ့မိမတောက်ခေါ်ချီချူလှတို့မိသားစုခိုးထားတဲ့အမေရိကန်ဒေါ်လာတန်ပေါင်းမြောက်များစွာတွေရဲ့အရင်းမြစ်တွေဖြစ်တယ်ကာချိုကြီးရဲ့လာစားလေအားလုံးသိနေတာပဲလေဟုတ်ပြီကျွန်တော်ကတော့ပုံမှန်လင်းလင်းပဲ ချပြပေးသွားမှာဖြစ်တယ်။ကဘာစဉ်39ခွန်တော်ဗျာကျွန်တော်ရင်ပြီးပါတယ်။ဒါတော်တော်လေးကိုကျင်းညက်လုံးနေပြီ။တော်တော်လေးကိုမြင့်ပြီ။အချို့နိုင်ငံ ကြီးတွေတော့မှသူ့ရဲ့အောက်မှာပဲရှိတယ်။ဒါဆိုရင်အဲ့ဒီအလောက်ကြီးအဆင့်မိအောင်အလောက်ကြီးအဆင့်ဝင်အောင်ဒီလိုစတန်ဒတ်မျိုးဘလို့တိဆောက်ထားတာလဲ။ဒီလိုစတန်ဒတ်ကြီးတိဆောက်ထားတဲ့ကောင်တွေကဘာကြောင့် တူမီနဲ့စလက်လုံးနဲ့စတဲ့ကျွန်တော်တို့တွေနဲ့တိုက်ပွဲဖြစ်တာတရင်တရင်လုံးခွေးတိဝတ်တိဘာကြောင့်တိသွားရတာလဲဟုတ်ပြီဒါဆိုရင်တော့စာမရပဲနဲ့စာမေးပွဲဖြေဘူးတဲ့သူတွေရှိလားဗျကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေအဲပြီးတော့ကျွန်တော်ရဲ့ညီကောင်မောင်နှမတွေရေဘော်ရေဘက်တွေ ကျွန်တော်ဗီဒီယိုကိုကြည့်ရင်လည်းကျွန်တော်တို့ comment လေးလေးအတူတူရေးရင်းနဲ့အပြေရှားကြမယ်။ဆောင်းဝင်းပွဲမှာကျွန်တော်တို့စာမရဘဲနဲ့ဖိခဲ့ရတဲ့ဆောင်းဝင်းပွဲတွေရှိခဲ့ဘူးမှာကျွန်တော်လည်းရှိခဲ့ဘူး။ပြီးတော့စာခိုးချခဲ့တဲ့သူတွေရှိခဲ့ပါလား။နောက်တစ်ခုဒီဆောင်းဝင်းပွဲအတွက်ကျွန်တော်တို့ဒါဒီစကားလေးတစ်ခုရှိတယ်။ sport ရိုက်တယ်။ စပေါ်ရိုက်ပြီးတော့ကျွန်တော်တို့မှတ်ပြီးတော့ကြက်ပြီးတော့ဖြေခဲ့ဘူးတဲ့သူတွေရှိလားကျွန်တော်ရဲ့တငယ်ချင်းတွေကျွန်တော်ရဲ့ညီကိုမောင်နှမတွေကျွန်တော်တို့အားလုံးဟာတော်လန်သောညီကိုမောင်နှမတွေပါကျွန်တော်တို့အတူတူ comment လေးတွေမှာရေးရင်းနဲ့ရှေ့ကိုဆက်သွားကြမှာဖြစ်တယ်ဗျဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ဟာလက်ရှိကမ္ဘာအဆင့်30ခွန်ဝင်နေပါတယ်ဆိုတော့အကြမ်းဖက်ဖက်ခွေးတက် ဘာကြောင့်အဆင့်ဝင်နေတာလဲ global เนาะကျွန်တော်ရင်မိပါ global ဟုတ်ပြီ suppose ရိုက်ပြီးတော့ဘလို့ကြက်ပြီးတော့ဘလို့ခိုးပြီးတော့ဘလို့အဆင့်ဝင်အောင်လုပ်ခဲ့လဲဆိုတာကိုကျွန်တော်ပြမဦးစွာတင်ပြမှာဒါကိုအရင်တင်ပြတယ်ဆိုတာကမင်းအောင်လှိုင်နဲ့မိသားစုခိုးခဲ့တဲ့ဒေါ်လာတန်းပေါင်းများစွာကိုဖော်ထုတ်ပေးခြင်းလို့ဖြစ်တယ် ဟုတ်ပြီ global fire power အဖွဲ့ဆိုတာရှိပါတယ်ကမ္ဘာနိုင်ငံတဲမှာရှိတဲ့ကျွန်တော်တို့စစ်တပ်တွေရဲ့အဆင့်ကိုဒါသူတို့တွေကအဆင့်သမတ်ပေးကြတာဖြစ်တယ်ဗျအမှတ်ပေးတဲ့နည်းတွေရှိတယ်ပေါ့ဗျာဟုတ်ပြီအဲ့ဒီအမှတ်ပေးတဲ့နည်းပညာတွေထဲမှာနည်းပညာမြင့်တဲ့တိုက်လေရှင်တွေပါရင်အဲ့ဒီစစ်တပ်ဟာအမှတ်ပိုရပါတယ်ဒါကို အကြမ်းဖက်စစ်ခွေးတက်က တို့ရဲ့စစ်အုပ်စု အာဏာယူအုပ်စုအမြဲတမ်းကြွားကြွားနေတဲ့တိုက်လီရင်တွေရှိတယ်ကျွန်တော်ရဲ့မိဘကျောင်းတငယ်ချင်းတွေသူတို့ကြွားနေတဲ့တိုက်လီရင်တွေက Miss 29ပြီးတော့ Su 30လို့မျိုး တိုက်လီရင်တွေဖြစ်တယ် Miss 29နဲ့ Su 30လို့တိုက်လီရင်တွေကိုသူတို့ဝယ်ထားကြတယ်ကမ္ဘာအဆင့်ဝင်ဖို့အတွက် ဟုတ်ပြီပုံမှန်လေးလေးပြောမယ်ဆိုရင်တော့အမှတ်ရဖို့ဝယ်ထားတာဖြစ်တယ်အဲ့ဒီတိုက်လေရင်နေဟာ သုံးစားလို့မရပါဘူးဒါအပြင်ရင်ငုတ်သင်းမောတွေကိုလည်းသူတို့တွေဝယ်ထားတာကိုကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့မိဘတွေတည်ပြီးပါပြီထိုနည်း၎င်းမဲ့ရင်ငုတ်သင်းမောဝယ်ပြီးတော့ရင်ငုတ်သင်းမောဟာ သုံးစားမရတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါဆိုရင်သူတို့ဝယ်တာဟာဘာကြောင့်လဲ သုံးစားလို့လည်းမရဘူးမြေပြင်မှာလည်းသုံးလည်းမတည့်ဘဲနဲ့သူတို့ဝယ်ခဲ့တာခိုးဖို့ပဲဆိုတာကျွန်တော်တို့ဒီနေ့တွေ့ရမှာဖြစ်တယ်ဟုတ်ပြီသူတို့ဝယ်ခဲ့တဲ့ပစ္စည်းအများစုဟာခိုးဖို့ပဲဖြစ်ပြီးတော့ဘာမှသုံးမတည့်တာကိုကျွန်တော်တို့အားလုံးတွေ့ရှိရမှာဖြစ်တယ် တကယ်သုံးတက်လို့ဝယ်ခဲ့တာမဟုတ်ဘူးဆိုတာကိုလည်းကျွန်တော်ရဲ့မိဘတွေထပ်ပြီးတော့တတ်သိနေတကွာတွေ့ရမှာဖြစ်တယ်အဲ့ဒီ mix 29ရောစူ30ရောတိုက်လေရင်တွေကြောင်းထိုးထားရပါတယ်စီသုံးတာများလို့ကျွန်တော်တို့အင်ဂျင်ဆက်စကားနဲ့ပြောမယ်ဆိုရင်တော့စီစားများလို့ပြီးတော့နီးပညာကအရန်မြင့်လို့တော့မသုံးတက်တာနဲ့သုံးလို့အဆင်မပြေတာနဲ့အဲ့ဒါနဲ့ပဲ အဲ့ဒီသူတို့အဆင့်ဝင်မှုအတွက်နောက်ဆုံးပေါ်တိုက်လီရှင်တွေဝေခဲ့ပြီးတော့အခုထိုးထားရပါတယ်။ဒါဆိုရင်နောက်ထပ်တရုတ်နဲ့ပါကစ္စတန်မလာဂျပုအရက်ကပုညံရေးပါမမီတဲ့ကောင်ကိုဂျင်းထဲတဲ့အကြောင်းကိုလည်းကျွန်တော်ပြောပြပါမယ်။အဲ့ဒီဂျင်းကတော့တရုတ်နဲ့ပါကစ္စတန်ဖက်ဆက်ထုတ်ထားတဲ့ JF 70 တိုက်လီရင်တွေဖြစ်ပါတယ် JSMB တိုက်လီရင်တွေ78စင်အထိမာလာဂျပူကဝယ်ထားပါတယ်အဲ့ဒီတိုက်လီရင်တွေဟာဒဇင်းမှ မောင်းလို့မရဘဲနဲ့လက်ရှိအချိန်မှာမိထီလာလေးတဲ့စခန်းမှာငုတ်တုတ်ကြီးကြောင်ထိုးထားရပါတယ်ကြောက်ရတဲ့တိုက်လီရှင်78စင်းလုံးဟာလဲဖုန်တက်လို့နေပါတယ်။ဒါဆိုရင်သုံးစားလို့မရတဲ့ တိုက်လီရင်တွေပြီးတော့ဂျင်းထဲ့မှန်းလဲတည့်ရဲ့ဒါနဲ့ဒီတိုက်လီရင်18စင်းမီလီယံဒေါ်လာတန်ပေါင်း940ဘူးဘာကြောင့်ဝယ်လာလဲကျွန်တော်နိုင်ငံတနိုင်ငံနဲ့တနိုင်ငံကျွန်တော်တို့ဒါပစ္စည်းတွေရောင်းချဝယ်ချတဲ့နေရာမှာ export import တော့မကောင်းပါဗျာ ပြီးတော့စစ်သုံးပစ္စည်းစစ်လက်နက်ပစ္စည်းတွေတော့၎င်းအားလုံးသိစိတ်စုံစမ်းကြရတယ်ပြီးတော့စမ်းသပ်ကြရပြီးတော့မောင်းနှင်ကြရတယ်ပြစ်ခတ်ကြရတယ်အစသာကြရ complete ဖြစ်သွားပြီ confirm ဖြစ်သွားပြီဆိုတော့တော့မှ cafe စာချုပ်တွေအစင်စင်ချုပ်ကြဆိုတော့ဒီအဆင့်တွေမှာညောင်များစွာသောခုံးမှုတွေညောင်များစွာသော လုံးကြံမှုကြီးတွေရှိနေပါတယ် ဟုတ်ပြီတကယ်တမ်းဗျာကျွန်တော်တို့ဝယ်လိုက်ပြီ အစ်စ်မပြေဘူးဒါတွေကိုတခုခုပြန်လုပ်ပေးရမှာရောင်းတဲ့နိုင်ငံကဥပမာပေါ့ဒါမှမဟုတ်ပတ်စံပြန်ပေးပေါ့ဒါမှမဟုတ်ပစ္စည်းပြန်လဲပေးပေါ့ဒါမှမဟုတ်အခုခုတော့အကြောင်းပြချက်တခုခုကျွန်တော်ပြန်ရမှာပါဒါကနိုင်ငံတစ်နိုင်ငံတစ်နိုင်ငံဂုဏ်သိက္ခာရပါဗျာ ကိုယ်တိတ်ခါရှိတဲ့သူတွေရောင်းဝယ်ကြတဲ့ပုံစံပေါ့ဟုတ်ပြီအဲ့ဒီအချိန်မှာဝိုင်းပြီးတော့ခိုးလိုက်တာဝိုင်းပြီးတော့တမလိုက်တာဝိုင်းပြီးတော့ကျုံလိုက်တာကလေကျုံရဲ့ပြမမီတောင်းမမီမာလာဂျပူရဲ့ပေါင်းပြီးတော့ကျုံလိုက်တာဖြစ်တယ်ဒေါ်လာ တန်ပေါင်း940အဲ့ဒီဒေါ်လာတန်ပေါင်း940အပြင်အဲ့ဒီပစ္စည်းတွေကိုဝယ်ခဲ့တဲ့အတွက်ညုံများစွာသောလက်ပီးလက်ယူမှုတွေရရှိခဲ့ဥပမာရုပ်ကဆိုဆိုကိုမွေးရဲ့မြေတောင် ကိုမပြန် ကိုမပြန်ရတဲ့ရခိုင်သူတောက်ခေါ်ကျူကျူလှ ရုပ်နဲ့လူနဲ့မလိုက်တဲ့အိတ်ကိုလွယ်ထားတဲ့ပစ္စည်းတွေပဲကြီးဖင်းရဲ့ဂျမ်းဖတ်စခွေတက်မိသားစုသူ့ရဲ့သားသမီးတွေတုံးနေတဲ့လက်ရှိ brand ကဘာအစင်ကြီးနောက်ဆုံးပေါ် brand ကြီးတွေရဲ့အိတ်တွေပဲကြီးအဲ့လောက်ပဲပြောမှကျွန်တော်ရင်ပြီးပါဒါနဲ့ပတ်သက်ပြီးတော့တို့တွေ project တွေအများကြီး ခေါင်းစဉ်တက်ကြရသေးတယ်။မျိုးမျိုးကြောင့်ရပြပါတယ်။ကျွန်တော်တို့ပြည်သူတွေဒါအချို့နိုင်ငံရေးဒါလိလနေတဲ့သူတွေကိုယ်နိုင်ငံအကြောင်းကိုအမြဲတမ်းပေါ့နော်ဒါစောင့်ကြည့်နေတဲ့သူတွေသိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဒါအခြေခံကျွန်တော်တို့ဒါရုံးကန်နေရတဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်တို့တော်တော်များများမသိရဘဲနဲ့ကျွန်တော်တို့နိုင်ငံပိုင်ပတ်စံကျွန်တော်တို့ပြည်သူပိုင်ပတ်စံဒေါ်လာတန်ပေါင်း940တစ်ချက်ထဲနဲ့မင်းအောင်လှိုင်းတဲ့မိသားစု ခိုးသွားတာလွတ်လွယ်လေးပဲကျွန်တော်ပြောတာဟုတ်ပြီအဲ့လိုမျိုးခိုးပြီးတော့အဲ့လိုမျိုးလပိလက်ယူမှုတွေလုပ်အဲ့လိုမျိုးပုံစံတွေကိုအရှက်မရှိ လုပ်နေပြီးတော့အရှက်မရှိသူတို့နဲ့ဘလို့မကိုမအပ်ဆက်ပဲနဲ့ဘလို့မကိုမလိုက်ဖတ်တဲ့အိတ်တွေကိုလည်းပဲကင်ဆောင်နေတာကိုကျွန်တော်တို့သက်သေနေတကွာတွေ့ရှိရပြီဖြစ်ပါတယ်ဗျာဟုတ်ပြီနောက်ထပ်တစ်ခုအဲ့ဒါကတော့ကျွန်တော်ရဲ့မိဘတွေ ဖြေရမှာဖြစ်တယ်ကျွန်တော်တို့သားအရင်းကိုအဆက်တစက်မှမရှိဘဲနဲ့ခရိုနီယာရုပေးပြီးတော့ခိုးစားဖတ်စားခိုင်းစားနေတဲ့ကောင်သားအရင်းကိုခရိုနီဖြစ်အောင်ပြီးတော့နိုင်ငံတနိုင်ငံရဲ့အချမ်းသာဆုံးသောသူဖြစ်အောင်မွေးထုတ်ခဲ့တဲ့ကောင် ျွန်တော်တို့ကဘာကြီးမှာတောင်မှ တကောင်ပဲရှိတယ်။ကျွန်တော်မိပါအဲ့ဒီကောင်ဘသူလို့ထင်ပါလဲ။ယူဒာကျူစာကျွန်တော်တို့နိုင်ငံသားတွေမှာပါအောင်။တကဘာလုံးမှာတောင်မှတယောက်ပဲရှိမယ်လို့ကျွန်တော်ထင်တယ်။ตาရင်ကိုခရိုနီဖြစ်အောင်ဝိထုตาရင်ကိုနိုင်ငံတနိုင်ငံလုံးမှာ ချမ်းသာဆုံးဖြစ်အောင်ပြောင်းလဲစေခဲ့တဲ့ ်အကျမ်းမဲ့ဖတ်စစ်ခွေအာနာယူအုပ်စုကတခိုးတစ်တိုက်စင်းအင်းတွေကိုပေးချစွာလိလပေးပါကျွန်တော်ရဲ့ညီကိုမောင်နှမတို့လက်ရှိကျွန်တော်တို့နိုင်ရဲ့အချမ်းသာဆုံးသောသူဟာဘသူဖြစ်နေတာလဲဘာကြောင့်ချမ်းသာနေတာလဲပြီးတော့အဖေဖြစ်သူရတဲ့လာစာနဲ့တားဖြစ်သူတွေတမီးဖြစ်တဲ့သူတွေဘာကြောင့်အလောက်တောင် ကြည်ကြည်တက်စင်းဝင်သွားရတာလဲအချိန်တူတွင်းမှာ ဟုတ်ပြီခိုးခဲ့တာကတော့ပြောမယ်ဆိုရင်တော့တညာလုံးကုန်မှာမဟုတ်ဘူးကျွန်တော်တို့စနေနေ့ကနေတနင်္ဂနွေနေ့နောက်ပတ်ပါဟူသွားနိုင်တယ်ဘာကြောင့်လဲဆိုတော့တန်းရွှေနေဝင်ခက်ခဲကခိုးခဲ့တာအခုမအားလအဆိုးဆုံးအခြေအနေထိခိုးခဲ့တဲ့အကြောင်းဇလန်းအရှိကြီးရှိပါတယ်ဆိုတော့ဒီလိုအခြေအနေမှာသူတို့ဟာ ကမ္ဘာအဆင့်ဝင်ဖို့39ဆိုတဲ့စည်ရင်းကိုရောက်ဖို့အတွက်သူတို့တွေကြက်မှတ်ကြီးပြီးစာမွေးပွဲလိုမျိုးစပော့ရိုက်ပြီးဖြေခဲ့ရတဲ့အတန်းတွေလိုမျိုးပြီးတော့ခိုးချပြီးတော့ဖြေခဲ့ရတဲ့ပုံစံမျိုးကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်ကမ္ဘာအဆင့်39ဘာကြောင့်ဝင်တာလဲဆိုတာကိုအကြမ်းမဖက်စစ်ခွေးတက်မိသားစုကျွန်တော်တို့ပြည်သူပိုင်တဲ့ဒေါ်လာ အမေရိကန်ဒေါ်လာ940တစ်ချက်ထဲနဲ့ဖိုးသွားတဲ့တစ်ခုတည်းကိုကျွန်တော်မျိုးဝါတွေကိုနှိုင်းရှင်ပြီးတော့ဥပမာတင်ပြခဲ့ခြင်းဖြစ်တယ်။ဒါကြောင့်အရှိမဗမာကိုစစ်ကူသွားတဲ့တရင်တစ်ခုလုံးပျောက်သွားတာအဲ့ဒီတရင်ကို တိုက်တဲ့ကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမကြသေးခင်ရမှာပြည်သူကပေါက်ဖွာလာရဲကျွန်တော်တို့ရဲ့လူငယ်တွေ ပြီးတော့ကျွန်တော်တို့မှလက်လက်ဆိုတာလည်းမပြည့်စုံဟိုမပြည့်စုံဒီမပြည့်စုံနဲ့တက်လာတဲ့တတန်းလေးနည်းနည်းလေးပဲရှိတဲ့ဒီလူငယ်လေးတွေလက်ရှိကမ္ဘာအဆင့်ဝင်มาတယ်ဆိုတော့စစ်တပ်ကြီးကိုတရင်တရင်လုံးပြုတ်နိုင်တဲ့အနည်းဆုံးဥပမာလေးနဲ့ကျွန်တော်ရဲ့မိဘတွေကိုတင်ပြခဲ့တာဖြစ်တယ်။ဆိုတော့ဒီနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတက်မှန်သမျှအကုန်လုံးကပြုတ်ပြုတ်ပြုံးသွားမှာ တေကြပေါ့မလွဲဖြစ်တယ်အရာအားလုံးဟာကျွန်တော်တို့ရဲ့ပြည်သူလက်ထဲမှာပါကျွန်တော်တို့နိုင်ငံမှာအကြမ်းဖက်စစ်ခွေးတက်ဆိုတဲ့စကရက်ဆိုတဲ့ပြရုပ်ဆိုရဲအစုအဖွဲ့အာဏာယူကောင်တွေလုံးလုံးမမရှိစေရဆိုတဲ့ဆုံးဖြတ်ချက်ကျွန်တော်ရင်မိပါလေလက်ထဲမှာပါ ကျွန်တော်အရကတက်တော့အီအီအရကညီမြင်မှအကျန်းဖတ်စိတ်ခွေးတကောင်းမှမရှိစေရဆိုတဲ့ဆုံးဖြတ်ချက်အရကပြည်သူတွေချမှတ်ခဲ့တာပြီးခဲ့တဲ့ဂျပန်တွင်းမှာပဲချင်းပြည်နယ်မှာချင်းပြည်နယ်အတွင်းထဲမှာအကျန်းဖတ်စိတ်ခွေးတကောင်းမှမရှိစေရချင်းပြည်သူချင်းလူငယ်တွေအကုန်လုံးသတ်မှတ်ခဲ့တာဆိုတော့ဒီသတ်မှတ်ချက်ကျွန်တော်တို့ပြည်သူအားလုံးရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်ကျွန်တော်တို့နိုင်ငံတိုင်းကလုံးမှာ အာနာယူအကျမ်းဖတ်အုပ်စုတကောင်းမှမရှိစေရဟေ့ဆိုတဲ့ကျွေးကြော်မှုနဲ့အတူတူကျွန်တော်တို့ဆက်ပြီးတော့အောင်ပွဲတွေရယူသွားမှာဖြစ်တယ်။ဆိုတော့ကျွန်ရဲ့မိဘတွေကျွန်တော်မြေပြင်မှာရှိတဲ့အခြေပေါ်တွေကိုတိုက်ရိုက်ပေးဖို့ကူညီနေတဲ့ရိတ်ခါတွေမှာတက်နိုင်ဆုံးတအူးချင်းစီတော်၎င်း ရဲဘော်ဆယ်ယောက်စာတော်၎င်းရဲဘော်တရားလုံးစာတတ်တော်၎င်းဝိညာဉ်ကူညီပေးဖို့ကျွန်တော်ထပ်မံပြီးတော့တိုက်တွန်းလိုတယ်ကျွန်တော်တို့အခုလက်ရှိအချိန်မှာတကြံမတိုင်ခင်မှာကျွန်တော်ရဲ့မိဘပြည်သူအားလုံးရဲ့လက်ထဲကိုတကယ်ကိုဝမ်းမြောက်နှံ့ရတဲ့ပြီးတော့ဂုံယူနှိုင်းပွဲ surprise တွေပေးဖို့အများကြီးပြင်ဆင်ထားပါတယ်အရကတက်တော့ဘုကျုပ်ထုံမြတ်နှိုင်းပြောတဲ့စကားလိုမျိုး 2026အစောပိုင်းမှာပဲအကျံဖတ်အာနာယုအုပ်စုဒကောင်းမှမချံခြေမုံတုတ်တင်သွားမှဖြစ်ပြီးတော့ ICC ကဖန်ရန်ထုတ်ထားရှင်တော်မှာကျွန်တော်တို့ပြည်သူရဲ့အပြစ်ပေးအေးအေးယူမှုတွေပဲစောင့်ရက်သွားမှဖြစ်ပါကြောင်းပြောကြားရင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစေ။ ်နောက်လာတဲ့ဗီဒီယိုတွေကိုဒီထက်ပိုကောင်းအောင်ကျွန်တော်စ조사ပေးနေပါတယ်လက်နက်ပေးစစ်ပေးကပ်ပေးကြောက်နေတယ်ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအိုးကြီးစတိုင်းဘေးရနေကင်းရှင်းပါတယ်ကျွန်တော်လေးလေးနဲ့စတောင်းရှင်းနေကျွန်တော်ရဲဘော်ရှမ်းနေပါကျွန်တော်မိသားစုဝင်တွေအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်ဒီကနေ့မိတ်ဆက်ပေးချင်တာကကျွန်တော်တို့ရဲဘော်တယောက်ချင်းစီရဲရိတ်ခါတွေနဲ့မိတ်ဆက်ပေးမှာဖြစ်တယ်အဲဒါတွေကအခုကျွန်တော်တို့ရဲဘော်တအိုးကြီးစီတိုင်းအရေးပေါ်လိုအပ်နေတယ် ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒါနယ်မြေရွှေတရားမှုတော်၎င်းကျွန်တော်တို့စစ်စင်ရေးအတွက်ပူပေါင်းဆောင်ရွက်တဲ့အချိန်တွေမှာကျွန်တော်တို့ရဲဘော်တွေစာနယ်ရိတ်ခါကြောက်တွေလိုအပ်နေပါတယ်ဆိုတော့ okay ဘယ်လိုစာနယ်ရိတ်ခါတွေလိုအပ်နေတာလဲကျွန်တော်လည်းအတူတူကြည့်အောင်โอเคအခုကျွန်တော်ရှေ့မှာရောက်နေတာကတဘုံထုတ်ကုန်ကြီးဖြစ်တယ်။ဒါတဘုံမိသားစုတွေထုတ်လာတဲ့ကျွန်တော်တို့ရိတ်ခါကြောက်တွေဖြစ်တယ်ပေါ့နော်။ ီရိတ်ခါကြောက်တွေကကျွန်တော်တို့ဒါရဲဘော်တွေတယောက်ချင်းစီအတွက်လိုအပ်တယ်ပြီးတော့ကျွန်တော်တို့ရဲဘော်တဦးချင်းစီတိုင်းအတွက်ဒီလိုအတွဲအဆက်၃မျိုးကျွန်တော်တို့ပို့ပေးมาဖြစ်တယ်ဗောနော်ဒီ၃မျိုးမှာဆိုရင်ကျွန်တော်တို့အဲရဲဘော်တယောက်စာအတွက်ဆိုရင်ကြသားမွှားကြော်ပါမယ်မဲသားမွှားကြော်ပါမယ်ပြီးွားရင်ကျွန်တော်တို့ဒါဟုတ်လက်ဖက်တုပ်ဗောဗျာလက်ဖက်တုပ်ဂျင်းတုပ်တစ်မျိုးပါမယ် we are river အားလုံးကတပုံဖြစ်တယ် ဆိုတော့သဘုံမိသားစုတွေကကျွန်တော်တို့သဘုံတွေအတွက်အကောင်းဆုံးစားနိုင်ဖို့အတွက်ပေါ့နော်သူတို့ဒီပြင်ဆင်ပြီးတော့ထုတ်ပို့ထားတဲ့ပစ္စည်းတွေဖြစ်တယ်။သူကလေးစုပ်ပေးထားတဲ့အတွက်ဒီစားတောက်တွေကရေရှည်ခံတယ်ပေါ့နော်။ဟုတ်ပြီကျွန်တော်ချက်မွကြော်ကိုအရင်ဆုံးဖောက်ပြီးတော့ထည့်ကြည့်မယ်။ချက်သားမွကြော်တစ်ခွက်ကြပါပြီ။မေသားမွကြော်ဒါက ဂျင်းတုတ်အဲဂျင်းတုတ်မှာဆိုရင်နေစားယုံပဲဗောနော်ကျွန်တော်တို့ပြင်ဆင်ပေးထားတယ်ကျွန်တော်တို့ဒီမပြန်ကြော်ကိုကျွန်တော်တို့စီရွှဲနေတယ်ဗောနော်စီရွှဲပြီးတော့ကျွန်တော်တို့ပြန်ကြော်ပေးထားတယ်ဗောနော်ပြန်ကြော်ပြီးထားတာကိုကျွန်တော်တို့တွေ့ရတယ်ဗောနော်ဒါကတော့လက်ဖတ်တုတ်ဗောနော်ဆိုတော့ကျွန်တော်တို့ရဲဘော်တယောက်စာအတွက်ဒီ package တစုံစာပေါ့ဒီ package တစုံစာကကျွန်တော်တို့ကြသားမွားကြော်ပါမယ်ပြီးွားရင်ကျွန်တော်တို့မဲသားမွားကြော်ပါမယ်ပြီးွားရင် နဖတ်တုပ်တပွဲပါမယ်ဆိုတော့ရဲဘော်တယောက်ထားအတွက်ကတော့ဖူလုံမှုရှိသွားပြီပေါ့နော်ဆိုတော့ဒီ၃မျိုးကျွန်တော်တို့ဒီရှမ်းမြောက်အာဒီတပုံစားတောက်ကုန်လေးပေါ့နော်စားတောက်ကုန်လေး၃မျိုးဝမ်းဆက်ရဲဘော်တယောက်စားအတွက်ကျွန်တော်တို့ဘတ်တရားသတ်မှတ်ထားပြီးတော့တို့မြန်မာငွေနဲ့ဆိုရင်တော့10,000လောက်ကျသင့်ပါတယ်ရဲဘော်အကြောင်း900စားအတွက်ကျွန်တော်တို့စီစဉ်မဲ့တပုံပစ္စည်းတပုံစားတောက်ကုန်လေးပေးပို့သွားမယ့်အစီအစဉ်မှာ ကျွန်တော်တို့အားလုံးတဦးချင်းစီတိုင်းမိမိတို့နိုင်တဲ့ဘက်ကနေပြီးတော့အကူညီပေးဖို့ကျွန်တော်ဒီကဖိတ်ခေါ်လိုက်တယ်ဆိုတော့အာကျွန်တော်ရဲ့ဒါမိသားစုဝင်တွေကျွန်တော်ရဲ့ညီကိုမောင်နှမတွေအကုန်လုံးကျွန်တော်ရဲဘော်တဦးချင်းစီတိုင်းကိုကူညီဝင်ရထောက်ပံ့နိုင်ဖို့အတွက်ကျွန်တော်ဒီကနေ့ကြောက်မိပါတွေကိုမိတ်ဆက်ပေးခြင်းဖြစ်ပါတယ်ဒါကကျွန်တော်တို့လက်အမှန်တကယ်အရန်ကိုအတုံး တဲ့တဲ့ကျွန်တော်ရိတ်ကကြောက်တယ်ဖြစ်တယ်ကျွန်တော်လည်းရမ်းကြိုက်ပါတယ်ဘာလို့ဆိုမေသားမွားကျော်ကျွန်တော်ခုနှစ်ရမ်းကြိုက်တယ်ပြီးတော့ချက်သားမွားကျော်ကျွန်တော်ခုနှစ်ရမ်းကြိုက်တယ်ရဲဘော်တွေလည်းရမ်းကြိုက်တယ်ပြီးတော့ဒီမှာထူးခြားတာကဒီလက်ဖက်တုပ်တပွဲလဲပါတယ်ဥမာဂျင်းတုပ်လည်းပါတယ်ဗောနော်ဆိုတော့ရဲဘော်တွေအတွက်တကယ်ကိုဘိုက်ဖောင်းမဲ့တပုံ package လေးနဲ့ကျွန်တော်မိတ်ဆက်ပေးလိုက်ပါတယ်ဆိုတော့ကျွန်တော်ရဲ့မိဘတွေတအူးချင်းစီတိုင်းအနေနဲ့ ရဲဘော်တအူးချင်းစီတော်၎င်းကျွန်တော်တို့ဒါတရင်တက်ဖွဲ့အစုဖွဲ့တွတ်တော်၎င်းဝင်းရန်ကူညီပြီးတော့ရိခါရီအဝယ်ယူပေးဖို့ကျွန်တော်ညွှန်လင်းပါတယ်ကျေးဇူးအထူးတင်ရှိပါတယ်ဆိုတော့မင်းမကြော်အရင်ဆုံးမိကြည့်မယ်လေဟွန်း ရမ်းမိုက်တယ်မဲသားမစားတဲ့သူတွေအတွက်လည်းကြမော့ကြော်ရှိမယ်ဟွန်းကောလုံးကကြွရွတယ် Okay ရမ်းကောင်းတယ် we are river ကျွန်တော်တို့အားလုံးသဘုံအတွက် 我也跟你讲完了。